သင်္ကန်းကိုပေးလိုက်တဲ့ရာဟုလာလေးခုနှစ်နှစ်အရွယ်လေးသူ့လက်ထဲရောက်လာတဲ့အခါကျတော့မြတ်စွာဘုရားက ဆုံးမရပြီကလေးဆိုတာပါဇက်ကလည်းပဲပြောချင်ရင် ပြောတတ်တဲ့အရွယ်လေးကို စကားတဆဆုံးပြောချင်ရင်ပြောအကျိုးမရှိတဲ့စကားအကျိုးရှိတဲ့စကားဆိုတာဝေခွဲနိုင်ခြင်းမရှိသေးဘူးမရှိသည့်အတွက်ကြောင့် အကျိုးမရှိတဲ့စကားတွေများပြောနေမှာလားဆိုတာမိဘတွေကတုံသင်ပေးဖို့လိုအပ်လားအမေနဲ့ဝေးပြီးတော့အဖေနဲ့အတူလာနေတော့တာဝန်ဝတရားတွေအားလုံးမှာမြတ်စွာဘုရားရဲ့အပေါ်မှာတာဝန်ကြဒါကြောင့်မလို့ရာဟုလောဘရတုတ်တည်းဟာစီကာဆင်ဟာကြိတ်လိုက်မယ်ဆိုရင်ခုနှစ်နှစ်အရွယ်ရာဟုလာလေးကိုခေါ်တာနှစ်တုတ်ရှိတယ်ခုနှစ်နှစ်အရွယ်လေးမှာခေါ်တာအဲ့ဒီနှစ်တုတ်ထဲမှာ သူ့ကိုအကြောင်းပြုပြီးတော့ကုမာရပညာဟိုစကားဒီစကားတွေလျှောက်ပြောမှဆိုလို့တနည်းအားဖြင့်လည်းပဲဉာဏ်ဉာဏ်သွေးထက်အောင်အမေးဖြေကလေးတွေလောက်ခိုင်းတာအမေးဖြေလေးလောက်ခိုင်းတာကနန်းလည်းတင်ပြီးသားဖြစ်သွားအောင်အမေးဖြေလည်းတတ်သွားအောင်တရားဓမ္မလည်းနားလည်းရောက်သွားအောင်ဆိုပြီးတော့မြတ်စွာဘုရားက ရာဟုလသားတော်လေးကိုသင်ပေးထားတာအမေးဖြေလေးသင်ပေးထားတာဆယ်ဘုံရှိတယ်အဲ့ဒါကိုခုတကပါထဆိုတဲ့ပါဠိတော်မှာကုမာရပညာဆိုတဲ့နာမည်နဲ့မှတ်တမ်းတင်ထားတာရှိအဲ့တော့မှတ်တမ်းမိမိရရတင်ထားလို့ဘုန်းကြီးတို့တွေသိခွင့်ရတယ်ဟောအဲ့ကုမာရပညာဆိုတဲ့စာပိုက်ကလေးမှာ ရာဟုလမင်းသားလေးကိုရင်ဝတ်ပြီးတော့ဘာတွေသင်ပေးတော်ဆိုပါဠိလိုပြောရမယ်ဆိုရင်ဧကန်နာမဂိမ်းမိကွန်လေးတခုဆိုတာဘာလဲတရားသင်ပေးတာเนาะကလေးတွေကိုစိတ်ဝင်စားအောင်တရားသင်ပေးတဲ့သဘောဘာဖြစ်လို့သင်ပေးတာတော့လို့ဆိုလို့ရှင်ထွေရလေးပါးစကားတွေလျှောက်ပြောမှဆိုလို့အတွေးခေါ်လေးကိုဖြောင့်ပေးတာ ဧကဏ္ဍမကိရဟုလာတခုဆိုတော့ဘာလဲဟောစဉ်းစားခိုင်းလေအဲ့ဒီကနေပြီးတော့ကဏ္ဍတခုပြီးတော့နှစ်ခုနှစ်ခုပြီးတော့သုံးခုကနေပြီး10ခုတိအောင်တင်ပေးတယ်မြတ်စွာဘုရားအဲ့ဒီမှာမေကုန်လေးတွေမေးထားတာဧကဏ္ဍမကိတခုဆိုတော့ဘာလဲဒွေနာမကိနှစ်ခုဆိုတော့ဘာလဲသုံးခုဆိုတာဘာလဲလေးခုဆိုတာဘာလဲကနေပြီးနောက်ဆုံး10ခုဆိုတာဘာလဲ မိကွန်းလေးတွေထုတ်ပြီးတော့မြတ်စွာဘုရားကအဖြေပါသင်ပေးထားဧကနာမဂိဉ္တခုဆိုတာဘာလဲလို့ဆိုတော့အဖြေကတပ်ပြေတတ္တံအာဟာရတ္ထိတိကလူတိုင်းလူတိုင်းဟာနေစဉ်နဲ့အမျှရှောင်လို့မရတာတခုဘာလဲလို့ဆိုရင်အစာအာဟာရပဲနော်အစာအာဟာရပဲတတ္တဝါတွေအလုံးဟာ အစာကြောင့်အသက်ရှင်ကြတယ်အစာစားရလို့အသက်ရှင်ရတယ်တခုဆိုတာအဲ့ဒါကိုပြောတာပါတတဝါအလုံးတဏီတဲ့အမိပြုတ်ပြီးတော့အသက်ရှင်ကြရတဲ့အရာတခုကိုပြောတာတခြားတခုတွေကလည်းရှိသေးတယ်လीနေဆိုတာတခုပဲရှိတယ်လဆိုတာလည်းတခုပဲရှိတယ်ဟောအဲ့ဒီတခုတွေကိုပြောတာမဟုတ်ဘူးဧကဏမခိတခုဆိုတာပါလဲ သဗ္ဗေတ္တအာဟာရထိတိကတို့နေစဉ်နဲ့အမျှရှောင်လဲလို့မရအောင် ဖြစ်နေရတာမိကိုအားထားနေရတာဘာလဲလို့ဆိုရင် အာဟာရပဲဒါကြောင့်မို့ဒါကြီးကလည်းပဲစိတ်ပြည့်ညီကိုစရာကောင်းတယ်တဲ့နေတိုင်းစားနေရတယ်ဆိုတဲ့တရားတန်ဝေကလည်းရားစိတ်တော်ကမြတ်စွာဘုရားကကလေးလေးကိုခဏန်းလေးနဲ့တွဲဖက်ပြီးတော့သင်ပေးထားတာစိတ်ဝင်စားစရာတစ်ခုဆိုတာပါလေဒီလိုသင်တာ နောက်တစ်ခါသင်တာကြတော့ပါတော့နှစ်ခုဆိုတာဘာလဲလို့ဆိုရင်အေးလူတွေရဲ့တဏ္ဍမှာနှစ်ခုရှိတာဘာလဲဆိုလို့ရှိရင်တမန်နေရတော့တွေးကြလိမ့်မယ်မျက်စိကလည်းနှလုံးရှိတယ်ဘောနားကလည်းနှစ်ဖက်ရှိတယ်နှာခေါင်းကလည်းနှစ်ပေါက်ရှိတယ်နှစ်ခုဆိုတာအဲ့ဒါများပြောတာလားအဲ့တော့နှစ်ခုတွေများနေတယ်အဲ့တော့နှစ်ခုဆိုတာတမျိုးတည်းပဲဖြစ်ရမယ်နှစ်ခုဆိုတာဘာလဲဆိုတော့မြတ်စွာဘုရားသင်ပေးတယ် အကျိုးမရှိတာတွေမမှတ်နဲ့အကျိုးရှိတာတွေမှတ်ဖို့ဆိုပြီးဒွေးနာမဂိဏ်နှစ်ခုဆိုတာဘာလဲဆိုရင်နာမရူပံလူရည်ရဲ့တဏ္ဍာမှာယုတ်နဲ့နံဒီနှစ်ခုပဲရှိတယ်လို့ဟောငယ်လေးတည်းကတရားလမ်းကြောင်းပေါ်ရောက်အောင်မြတ်စွာဘုရားပို့ပေးထားတာသားတော်ရဟုတ်လားကိုစောင့်ရှောက်တဲ့အနေနဲ့ပို့ပေးတယ်အဲ့ဒီလိုအနေပြီးတော့ဟုတ်ပြီ တစ်ခုဆိုတာလည်းသိပြီနှစ်ခုဆိုတာလည်းသိပြီကဲနောက်တစ်ခုကဏ္ဍတစ်လုံးတိုးလိုက်မယ်သုံးခုဆိုတာဘာလဲဆိုပြီးမြတ်စွာဘုရားသင်ပေးတာသုံးခုဆိုတာရာဟုလားတခြားမဟုတ်ဘူးတို့တွေမှာအာယုန်နဲ့တွေ့တဲ့အခါမှာခံစားချက်သုံးမျိုးရှိတယ်ဟုတ်တယ်ဗောကောင်းတဲ့နဲ့တွေ့ရင်ပျော်တယ်လေကြိုက်တယ်မကောင်းတဲ့နဲ့တွေ့ရင်စိတ်ညစ်တယ် ကောင်းမကောင်းလည်းမဟုတ်ဘူးဆိုလို့ရှိရင်ပျော်တာလည်းမဟုတ်ဘူးစိတ်ညစ်တာလည်းမဟုတ်ဘူးဆိုတာရှိတယ်လေအဲ့တော့ခံစားမှုက၃မျိုးရှိတယ်ဗောအဲ့ဒီ၃မျိုးရှိတာကိုရင်ညွှန်းပြီးတော့၃မှုဆိုတာခံစားမှု၃မျိုးကိုမှတ်ရမယ်ဆိုဝေဒနာ၃မျိုးကိုသင်ပေးလိုက်နောက်တစ်ခါ၄ခုဆိုတာဘာလဲဆိုပြီးတော့ခဏတလုံးတို့ပြီးတော့မှတ်ခိုင်းတဲ့အခါ၄ခုကြတော့ ဒီတုတ်တံမှာတော့မြတ်စွာဘုရားကသစ္စာ၄ပါးလို့ဒီလိုပဲပြောအမှန်တရား၄မျိုးရှိတယ်ဗောဒုက္ခရယ်သမုဒယရယ်និရောဓရယ်မေဃရယ်လောကမှာကြည့်လိုက်လို့ရှင်တကယ်အမှန်တရားဆိုတာဒီ၄မျိုးပဲရှိတယ်ဗောသစ္စာ၄ပါးဒီလိုသင်ပေးတယ်နောက်တစ်ခါ၅ခုဆိုတာဘာလဲလို့မေးလိုက်တဲ့အခါကျတော့လူတွေမှာတဏှာတို့ အမြင်နဲ့ဒိဋ္ဌိအမြင်နဲ့ဆွဲလန်းတဲ့ဥပါဒဏ်နဲ့ခန္ဓာ၅ပါးရှိတယ်။ရူပခန္ဓာဝေဒနာခန္ဓာသင်္ညာခန္ဓာသင်္ခါရခန္ဓာယုတ်ဝေဒနာသင်္ညာသင်္ခါရဝိညာဉ်လို့ဆိုတဲ့ဒီ၅ခုပေါ်မှာဆွဲလန်းတဲ့တဏှာအမြင်ဒိဋ္ဌိအမြင်တွေနဲ့ဆွဲလန်းတဲ့ခန္ဓာ၅မျိုးဥပါဒဏ်နဲ့ခန္ဓာလို့ဒီလိုခေါ်တယ်။အဲ့ဒါ၅ကဏ္ဍကိုမြတ်စွာဘုရားသင်ပေးတယ်။ဒါဖြင့် သနာမကိန်း6ခုဆိုတာဘာလဲလို့ဆိုတဲ့အခါကျတော့ဘုန်းကြီးတို့တွေမှာ6ခုရှိတယ်ပြင်ဘက်ကအာယုန်နေနဲ့ဆက်သွယ်ဖို့ရအတွက်အင်္ဂါရ6ခုရှိတယ်အဲ့ဒါဘာလို့ဆိုမျက်စိရဲ့နားရဲ့နှာခေါင်းရဲ့လျှာရဲ့ကိုယ်ရဲ့စိတ်ရဲ့ဟော sense organ လို့ခေါ်တယ်ဒီဟာ6ခုရှိတယ်ဒါတွေနဲ့ပဲနေစဉ်ဆက်သွယ်နေတာဟော6ခုဆိုတာ အစ္စတိကာယရဏ6ပါးတဲ့အာယုန်ရဲ့အခြေခံစိတ်တည်းရဲ့ဖြစ်ပေါ်ရာ6မျိုးရှိတယ်ဆိုပြီးတော့6ခန်းအကိုဖော်ထုတ်ပြီးတော့ပြီးဒါတွေကိုလိုက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်အစင်းစင်ကမ္မထံပွားလို့ရလာတဲ့သဘောတွေကိုမြတ်စွာဘုရားဟောနေတာနော်ညောကလေးလေးနဲ့တန်ယုံလောက်ပဲမြတ်စွာဘုရားကခန်းသဘောလေးတွေကိုမှတ်ခိုင်းထားတာ ဟော6ခုသိပြီဆိုပြီးတဲ့အခါကျတော့တတနာမဂိန်9ခုဆိုတာတော့ຢာဟုလားဘာလဲလို့ဆိုတော့မြတ်စွာဘုရားကမေးပြီးတော့သူ့ကိုသင်ပေးတာဘာသင်ပေးတော့ဆို9ခုဆိုတာအတိညာဏ်ဖြစ်ဖို့ရာ အကြောင်းတရား9မျိုးရှိတယ်ဘုန်းကြီးတို့တွေနားလည်နေတဲ့ဘုဆင်9ပါးပေါ့ဘုဆင်ဆိုတာဘောဓိအင်္ဂဆိုတဲ့စကလုံးကနေဖြစ်ပေါ်လာတာ ဘောဓိဆိုတာအတိညာအင်္ဂဆိုတာရရှိခြင်းအကြောင်းတရားအတိညာဖြစ်ပေါ်ဖို့ရာအတွက်ဒီဆိုင်တတ္တိတွေနဲ့ကိုယ်တဏ္ဍမှာအတိညာရအောင်လုပ်ရမယ်ဟောဘုဇင်9ပါး9ခုပဲ9ကံကိုဖော်ပြလိုက်ရှစ်ခုဆိုတာပါလေလို့တခါကဏ္ဍတစ်လုံးတိုးပြီးမေးပြီးဖြေပေးလိုက်တယ်မက်ကင်10ပါးမက်ခဆိုတာလမ်းကြောင်းပဲ ဘယ်ဘယ်သွားတဲ့လမ်းကြောင်းလဲဆိုရင်နိဗ္ဗာန်သွားတဲ့လမ်းကြောင်းပဲပေါ့အဲ့ဒီမက္ခဆိုတာဟာရှစ်ခုနဲ့ဖွဲ့စည်းထားတဲ့အရာဖြစ်တယ်ပေါ့ဒါကြောင့်မလို့မက္ခင်ရှစ်ပါအဲ့ဒီမက္ခင်ရှစ်ပါဒီစွမ်းအားတွေမိမိတို့တဏ္ဍမှာရပြီဆိုရင်နိဗ္ဗာန်ထိအောင်ပေါက်ရောက်ပြီးသွားနိုင်တယ်ပေါ့ဒီလမ်းကြောင်းကပဲသွားရတယ် အဲ့ဒါရှေကနန်းအနေနဲ့မြတ်စွာဘုရားသင်ပေးတာဆိုလိုတာကဘုဇင်9ပါးပွားမဲခင်7ပါးပွားမယ်ဆိုရင်နိဗ္ဗာန်ကိုရောက်မယ်ဆိုတဲ့အကြောင်းကိုသင်ပေးတဲ့သဘောပဲပေါ့ခဏနဲ့ဆက်ပြီးတော့သင်ပေးတာကလေးလေးစိတ်ဝင်စားအောင်လို့ဒါဖြင့်ကိုးခုဆိုတာပါလေလို့ဆိုတဲ့အခါကျတော့32ဘုံတတ္တဝါတွေကိုခြုံငုံပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်တတ္တဝါတွေဟာဒီ၉မျိုးပဲရှိနိုင်တယ်ပေါ့ တတဝါတွေနေတဲ့ဘုံတွေဟာကိုမျိုးပဲရှိတယ်။အဲ့ဒါကိုတတဝါသလို့ခေါ်တယ်။တတဝါသဆိုတာတတဝါတွေရဲ့နေထိုင်ရာဘုံလို့ပြောတာ။ကိုမျိုးဆိုတာတဘာဝအပြင်ခွဲခြားပြီးတော့ကြည့်တယ်။ဆိုပါစို့လူတွေဆိုတာမွေးလာတဲ့စိတ်တွေကလည်းပဲကွဲပြားခြားနားကြတယ်။ရုပ်ရည်ပုံတရံတွေလည်းကွဲပြားခြားနားကြတယ်။ လူသားတွေကိုကြည့်မြန်မာလူမျိုးတွေတောင်တယောက်နဲ့တယောက်မတူတာတွေအများကြီးပဲပေါ့နော်တခြားနိုင်ငံသားတွေနဲ့နိုင်ငံသားလူတွေနဲ့ကွာခြားတာတော့အမှန်တမ်းထင်ရှားတယ်ပေါ့အဲ့တော့လူတွေဟာနာနတ္တကာယနာနတ္တသင်္ကြီးရုပ်ခန္ဓာကိုယ်ကြီးကလည်းအမျိုးမျိုး စိတ်တွေကလည်းအမျိုးမျိုးဒါကြောင့်မို့လို့လူတွေတို့အချို့နတ်တွေတို့အချို့သရဝါတွေ ဒိဋ္ဌိလောကပဲကြည့်လိုက်အောင်ပေါ့။ကြောင်ကတမျိုးခွေးကတမျိုးချက်ကတမျိုးကိုယ်ကန္တန်တွေ၊ကွဲပြားခြားနားမှုတွေမတူညီကြဘူးပေါ့။အဲ့လိုမတူညီတဲ့တ ত্ত্ব တွေရှိတဲ့ဘုံတွေကိုစုပြီးတော့နာနတ္တကာယနာနတ္တသင်္ကြီဆိုတာကိုတခုယူတယ်။အဲ့တော့ကိုယ်ကုဆိုတာဘာလဲဆိုရင်တ ত্ত্ব တွေဖြစ်ရဘုံ၉မျိုးလို့သူတို့ပြောလိုက်တာ။နော်။တ ত্ত্ব ဖြစ်ရဘုံ၉မျိုးဆိုတာ ယုတ်ခန္ဓာတို့ပရိသေစိတ်အမတ်တင်ညာတို့ကွဲပြားခြားနာတဲ့တတ္တဝါတွေတည်ရှိရဘုံကတစ်မျိုးအဲ့ဒါကိုပဲလက်ပတ်ပြီးတော့ကြည့်လိုက်တဲ့အခါယုတ်ခန္ဓာကွဲပြားပြီမဲ့လို့ပရိသေစိတ်အမတ်တင်ညာချင်းတူတဲ့တတ္တဝါတွေရဲ့နေရာဌာနကတစ်မျိုးနောက်ပရိသေတင်ညာတော့တူပြီးတော့ယုတ်ခန္ဓာကွဲပြားတဲ့တတ္တဝါတွေရဲ့ဘုံဌာနကတစ်မျိုး ပရိသေရေလည်းတူတယ်ယုတ်ခန္ဓာလည်းတူတယ်ဆိုတော့တတ္တဝါတွေရဲ့ဘုံဌာနတစ်မျိုးဆိုအဲ့တော့ပါဠိစာပေနဲ့ပြောမယ်ဆိုရင်နာနတ္တကာယနာနတ္တသင်္ကြီးဒါက1နာနတ္တကာယဧကတသင်္ကြီး2နောက်ပြီးတော့ဧကတကာယနာနတ္တသင်္ကြီးနံပါတ်3နံပါတ်4ကြတော့ဧကတကာယဧကတသင်္ကြီးတို့ ဟောဒီလိုလေးမျိုးရ နောက်တစ်ခါအမတ်တညာခင်းမဲ့တဲ့တတ္တဝါဆိုတာလောကမှာရှိသေးတယ်သူ့ရဲ့調査အထောက်မှုတမာတိစွမ်းအားနဲ့သူဖြစ်တဲ့ဘုံဘဝမှာအသိစိတ်ခင်းမဲ့ပြီးတော့ဖြစ်သွားတယ်အဲ့ဒါကိုအတညာတ္ဘုံလို့ပြောတာအဲ့ဒါကတဦးနောက်တစ်ခါနန်ကြီးဖြစ်တဲ့အရူပ၄ဘုံကတဘုံဆိုအလုံးပေါင်းလိုက်တဲ့အခါကျတော့ တတ္တဝါသဘုံကိုဝါလို့ဒီလိုပြောတာနော်တတ္တဝါရရဲ့ဘုံကိုကိုကနန်းကိုအဲ့ဒါနဲ့ထုတ်တယ်ပေါ့နော်ကုကိလူတွေမေးရင်ခုံတော်ကိုပါလို့လည်းဖြည့်ချင်းဖြည့်မှာပေါ့နော်ကိုဆိုတော့ဘာလဲဆိုထုတ်လို့မရဘူးမဟုတ်ဘူးသို့တော့ကမ္မထန်ရှုဖို့ရအတွက်ကြတော့32ဘုံဆိုတာညီငွေ့เสียကြီးပဲမညီငွေ့လို့32ဘုံထဲမှာရှင်းလင်းနေမယ်ဆိုရင်ဒုက္ခတွေရောက်မှာပဲဆိုတာကိုမြတ်စွာဘုရားရှင်းပြဖို့ ကိုကနန်းကိုတတဝတ္တဘုံကိုဝရှင်းပြတော့ဟောနောက်ဆုံး30ဆိုတာဘာလဲလို့မေးပြီးတော့သင်ပေးတာကြတော့ကြည်ဒါတွေကိုအကုန်ကြီးငွေလို့တရားအထုတ်လိုက်ပြီဆိုရင်ဘာဖြစ်သွားမလဲအရတ္တမဲ့အရတ္တဖူညာရပြီယဟနာဖြစ်သွားမှာမဟုတ်လားအဲ့ဒီယဟနာဖြစ်သွားလို့ရှိရင်ယဟနာပုဂ္ဂိုလ်တွေမှာပြည့်စုံနိုင်တဲ့အကြီးအချင်းဟာ10မျိုးရှိတယ် အဲ့ဒီဆယ်မျိုးကိုရင်းညွှန်းပြီးတော့မြတ်စွာဘုရားကဒသနာမဂိတ်ရာဟုလံဆယ်ခုဆိုတာဘာလဲဆိုတော့ယန္နာပုဂ္ဂိုလ်တွေဟာအင်္ဂါ7ပါးနဲ့ပြည့်စုံတယ်မှန်ကန်တဲ့ဒီတရားဓမ္မကိုမှန်မှန်ကန်ကန်ကျင့်သုံးစောင့်တည်သွားတဲ့ယန္နာပုဂ္ဂိုလ်တွေမှာ7မျိုးရှိတယ်အင်္ဂါရ7မျိုး အင်္ဂါရ7မျိုးဆိုတာဘာလဲဆိုရင် မဂ္ဂင်၈ပါးရဲ့မဂ္ဂင်၈ပါးကိုနောက်ထပ်ထပ်ဖြည့်လိုက်တဲ့နှစ်ခုကတော့တမ္မာညာနာနဲ့တမ္မာဝိမု ക്തി ဆိုတာအဲ့ဒါနှစ်ခုတမ္မာညာနာဆိုတာမှန်မှန်ကန်ကန်သိမြင်တဲ့အသိဉာဏ်နဲ့တမ္မာဝိမု ക്തി ဆိုတာမှန်ကန်သောနိလန်ဖြင့်ကိလေသာတွေကလွတ်မြောက်သွားတာဟောအဲ့ဒါလို့ဆေကနန်းကိုမြတ်စွာဘုရားကတရားနဲ့ပတ်သက်ပြီးတော့တိကနန်းကနေစပြီးတော့ဆေကနန်းထီအောင်ရာဟုလာတင်းနှစ်၃၄ အဲ့ဒီကစပြီးတော့စိတ်ဝင်စားအောင်တရားနဲ့လည်းမလွတ်အောင်ဆိုပြီးတော့ဒီမိကုံးလေးတွေမေးမေးပြီးတော့ဖြေခိုင်းနေတာခုနှစ်နှစ်အရွယ်ကလေးလေးကိုသင်ပေးတာအဲ့ဒီရာဟုလာကိုသင်ပေးတဲ့ဒီကနန်းနဲ့ပတ်သက်တဲ့အမေးအဖြေလေးတွေကို နောက်မှဟိုးအတော်ကိုဆင်းရဲရှာတဲ့ကလေးလေးတယောက်တောင်းစားရတဲ့ကလေးလေးတယောက်ဒါပေမဲ့သူကအသိဉာဏ်အမတန်မှထက်တယ် တုတ်တန်ထဲမှာနေပြီးတော့တောင်းစာရတဲ့ကလေးလေးတယောက်သူ့နာမည်ကိုသောပါကလို့ခေါ်တာပေါ့အဲ့တော့မြတ်စွာဘုရားနဲ့တွေ့တဲ့အခါကျတော့အဲ့ဒီကလေးလေးလည်းဒီလိုသင်ပေးတယ်သင်ပေးထားပြီးတော့နောက်ကျတော့ဒီကလေးလေးကိုမြတ်စွာဘုရားကမေးတယ်တစ်ဆိုတာဘာလဲနှစ်ဆိုတာဘာလဲမေးလိုက်တဲ့အခါသူကမမှန်ကန်ကန်ဖြေတတ်တယ်အဲ့ဒီကလေးအကုန်လုံးဘုရားသင်ပေးထားတဲ့အတိုင်းမမှန်ကန်ကန်ဖြေတတ်လို့ သူ့ကိုလည်းခုနှစ်နှစ်အရွယ်ဒီကလေးလေးကိုယဟန်အဖြစ်မြတ်စွာဘုရားခွင့်ပြုပေးလိုက်တယ်။ဘုရားလက်ထက်တုန်းကခုနှစ်နှစ်သားယဟန်လေးတွေရှိတယ်ပေါ့။နော်ခုခေတ်တော့ယဟန်ဖြစ်ဖို့ဆိုတာအသက်20ပြည့်မှယဟန်ဖြစ်နိုင်တာလေ။အဲ့တော့သောပါကတာမဏေတို့ဆိုတာဒီလိုမိဂုံးနေဖြေနိုင်လို့မြတ်စွာဘုရားကခုနှစ်နှစ်သားအရွယ်မှာပဲယဟန်ခံပေးလိုက်တယ်ပေါ့။ယဟန်အဖြစ်သတ်မှတ်ပေးလိုက်တယ်။ဒီမိဂုံးနဲ့ပတ်သက်တာ အဲ့ဒါလို့သားတော်ရာဟုလလေးကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ခုနှစ်နှစ်အရွယ်ကြောင်းလိုက်လာပြီးတော့အမွေတောင်းလို့သင်္ကန်းကိုပေးလိုက်တဲ့နောက်မှာမပြတ်မပြတ်အခုလိုမိကွန်လေးတွေထုတ်ထုတ်ပြီးတော့သင်ပေးတာ အစ်မြင့်တဲ့တရားဓမ္မတွေကိုသင်ပြီးတော့ပေးသွားတာနောက် အံပတ်လက်ထိကရာဟုလောဝါဒတုတ်ဆိုပြီးတော့မှတ်တမ်းတင်ထားတာတခုရှိတယ်အဲ့ဒီခုနှစ်နှစ်အရွယ်မှာမြတ်စွာဘုရားကဒီကလေးလေးနားလဲအောင်အထူးဟောတဲ့တရားတစ်ပုဒ်ရှိတယ်။ဘာဖြစ်လို့ရောဆိုတော့ကလေးလေးတွေဟာလိန်တတ်တယ်ငယ်ရွယ်တဲ့အချိန်လေးမှာလိန်ပြောတတ်တယ်အဲ့ဒါကိုမိဘတွေကမထိမ့်သိမ့်တတ်ဘူးဆိုရင်ဒီကလေးကကြီးသည့်ထီအောင် လိန်တတ်တဲ့ကလေးဖြစ်သွားတတ်တယ်။ အဲ့တော့မလိမ့်အောင်သုံးသင်ပေးရမယ်ငငယ်ရယ်ဆိုတော့ကြောက်လို့ဖြစ်ဖြစ်ဘာလို့ပဲဖြစ်ဖြစ်လိမ်ပြောတာလိမ်နာဟာကလေးလေးတွေဖို့မှာမုံစားသလိုပဲနော်မမကန်ကပြောရင်လူကြီးတွေကငါရိုက်မာလားမမာလားဆိုရဲကြောက်တာနဲ့လည်းလိမ်နာပဲပေါ့နော်အဲ့ဒါလို့ခုနှစ်အရွယ်ကလေးလေးဟာလိမ်တတ်မှာဆိုလို့မြတ်စွာဘုရားကရာဟုလလေးကိုမလိမ်ရအောင် ကလေးလေးနားလည်အောင်သင်တဲ့သုတ်တံလေးဟာဘုန်းကြီးတို့တွေဖို့မှလည်းအမြဲတမ်းတန်ဖိုးရှိတဲ့တရားတစ်ပုဒ်ပါပဲတရက်တော်မြတ်စွာဘုရားကရာဟုလာကိုခေါ်တယ်ရာဟုလာလာငါနဲ့လိုက်ခဲ့ဆိုပြီးခေါ်သွားတယ်ခေါ်သွားပြီးတော့မြတ်စွာဘုရားကခြေဆေးတဲ့နေရာရောက်သွားထိုင်ပြီးတော့ ခြေဆေးဖို့ရာရေခတ်ထားတဲ့ရေအိုးထဲကနေပြီးတော့ခွက်ကလေးနဲ့ရေခတ်ယူလိုက်ခတ်ယူပြီးတဲ့အခါမှာရေလေးကိုတဝက်သွန်ပြီးတော့မြတ်စွာဘုရားမေးတယ်ရဟုတ်လားတွေ့လားဟောဒီမှာရေခွက်ထဲမှာရေတဝက်ပဲရှိတယ်တွေ့လားဆိုတော့တွေ့ပါတယ်ဘုရားတဲ့လောကမှာလိန်ပြောတတ်တဲ့လူဆိုတာကြည်ကိုချင်းတရားပြည့်ပြည့်ဝမရှိဘူးတဲ့ဟော ိုချင်းတရားမပြေဝဘူးပေါ့ဒီခွက်ထဲကရေတွေမပြေတယ်လို့ပဲလိန်တတ်ပြီဆိုရင်မင်းကိုချင်းတရားတွေမပြေနိုင်ဘူးတဲ့ကိုချင်းသီလတွေဟာပျက်စီးတယ်အဲ့ဒါလို့ကလေးနားလဲတဲ့စကလုံးလေးနဲ့သုံးပြီးမြတ်စွာဘုရားက ခွက်ထဲကရေတွေကိုတွန်လိုက်တယ်ကဲရဟုတ်လားဟောဒီထဲမှာခွက်ထဲမှာရေတွေရှိသေးလားမရှိတော့ဘူးဗျာရေတွေတွန်လိုက်တယ်အေးအဲ့ဒီလို့တွန်လိုက်တယ်လို့ပဲ လိန်ပြောတဲ့ပုဂ္ဂိုလ်ဟာကိုချင်းတရားတွေအကုန်လုံးစွန့်ပစ်လိုက်တာနဲ့တူတူပဲဆိုပြီးတော့မြတ်စွာဘုရားကခွက်ကလေးကိုမှောက်ပြီးတော့မေးတယ်။ရအောင်လားတွေ့လားငါခွက်ကလေးကိုမှောက်တာ။အဲ့ဒီခွက်ကလေးမှောက်လိုက်တယ်လို့ပဲလိန်ပြောတတ်တဲ့ပုဂ္ဂိုလ်ရဲ့အကျင့်တရားတွေဟာအကုန်လုံးဆောက်ထိုးပဲဘာမှမရှိတော့ဘူး။အကျင့်တရားတွေကိုအကုန်လုံးမှောက်ပြစ်လိုက်တာနဲ့တူတူပဲ။နောက်တစ်ခါမြတ်စွာဘုရားကခွက်ကလေးကိုပြန်လှန်လိုက် ပြန်လာပြီးတော့ဟောဒီခွက်ထဲမှာဘာရှိတယ်ဘာမှမရှိအေးခွက်ထဲမှာဘာမှမရှိတယ်လို့ပဲလိန်ပြောတတ်တဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍမှာခူချင်းတရားဆိုဘာမှမရှိဘူးလို့ပြောတာဟောဒါကြောင့်မို့မင်းရည်စရာအနေနဲ့တောင်လိန်မပြောနဲ့လိန်နာအမတန်အပြစ်ကြီးတယ်ဆိုတဲ့အထိပဲပြောတာနော်ကဲဘုရားဆုံးမတဲ့စကားနဲ့ဒီကနေ့ခေတ်ပြောနေကြတာတွေနဲ့ဘယ်လိုများกว่าချာမလဲဒီကနေ့ရှိကြတော့အေးမူသားမပါလင်္ကာမချောတဲ့နော် လင်္ကာချောအောင်မူသားလေးထည့်တယ်ပြီးတော့ပြောနေကြ။ဘုရားဆော့ဘုရားကကြည့်လိန်ပြောတတ်လို့ရှိရင်နဲ့ဘာမှကိုချင်းတရားမရှိတော့ဘူးလို့ဒီလိုကိုဟောထားတာ။လိန်မဆိုးလို့နော်။ဟောတုတ်တန်တစ်ခုမှဆိုရင်မြတ်စွာဘုရားဟောထားတာကြည့်။ဧကံဓမ္မံအတိတတ္တမုတဝါဒိတ္တသံဓုနော။မမကံကံပြောခြင်းဆိုတာတစ်ခုကြော်လွှားပြီးတော့ မူသားစကားဆိုတတ်တဲ့ပုဂ္ဂိုလ်ဖို့မှာတဲ့ဝိထေနပရလောကတ္တနတ္ထိပါပံအခရိယတမလောလောကကိုမစင်စားဘူးလုံးဝလွတ်လွတ်ထားတဲ့ပုဂ္ဂိုလ်တရားအနေနဲ့သူမလုံးတဲ့အကုသိုလ်ဆိုတာမရှိဘူးတဲ့ဆိုလိုတာကလိန်ပြောတတ်တဲ့ပုဂ္ဂိုလ်မလုံးနိုင်တဲ့အကုသိုလ်ဆိုတာမရှိဘူးသူအကုန်လုံးပဲလို့ပြောတာနော်ဒါလိန်ချင်းအပြစ်တရားကိုပြောတာ ဘုရားစကားပြောပြီဆိုမှတော့ကျန်တဲ့အကုသိုလ်တွေလည်းသူလုံးမှာပဲတဲ့ဒါပြောတာ။ဘာဖြစ်လို့တော့ဆိုရင်ကြည့်လေ။ဘာလုံးလုံးလိန်လိုက်ရင်ပြီးသွားတာဟုတ်။အဲ့တော့လုံးဖို့ရတဲ့ဘာမှဝန်မလေးတော့ဘူးလို့ပြောတာ။အဲ့တော့ကျွန်တော်တို့ရာဟုလာကိုမြတ်စွာဘုရားကကလေးလေးမှုလိန်မှဆိုးလို့လိန်ပြောတာမျိုးတွေဖြစ်မှဆိုးလို့မလိန်ရအောင်သူ့နားချပြီးတော့စိတ်ထဲမှာစွဲတော့တင်ကြပေးတာပေါ့။